အနည်းပညာမောကောင်းရဲ့အစီအစဉ်ကနေကိုရိုက်ကူတင်ဆက်ပေးမှာကတော့ဖိုတိုဂရဖာမောင်ပြဖြိုးရိုက်ကူနေတဲ့ဖိုတိုမေကင်တစ်ခုတင်ဆက်ပေးကြပါမယ်။အနည်းပညာမောကောင်းရဲ့အဖွဲ့သားတွေကိုရောက်ရှိနေတဲ့နေရာကတော့ The Photography Studio မှာပဲဖြစ်ပါတယ်။ဒီနေ့မှာဆိုရင်တော့ Focus Online Magazine ရဲ့မေလမှာထွက်ရှိလာမယ့် Cover Photo အတွက်ရိုက်ကူပုံပေါ်သွားမှာဖြစ်တယ်လို့သိရပါတယ်။ဒါကြောင့်မလို့ဒီနေ့မှာဆိုရင်မေလအတွက် Blue Creation တွေသုံးမယ်။နောက်ပြီးတော့ဘယ်လိုပုံစံမျိုးလေးနဲ့ရိုက်ကူပုံပေါ်သွားမလဲဆိုတာကိုပရိသတ်များအတွက်ကျွန်တော်တင်ဆက်ပေးသွားမှာပါ။ ဒီလရိုက်ကူးတဲ့ပုံစံလေးကဒီမေလဆိုတော့ကျွန်တော်တို့ငါးကနန်းပေါ့နော်အဲ့တော့ဒီ model တစ်အလေးတွေနဲ့ကျွန်တော်ငါးယောက်ရွေးချယ်ပြီးတော့ရိုက်ကူးထားပါတယ်အပြီးတော့ fashion နဲ့မျိုးနဲ့ရိုက်ကူးတင်ဆက်ထားပါတယ်ဘာလို့ဆိုတော့မေလကြတော့ကျွန်တော်တို့ဒီနွေအကုန်မိုးအကူးဆိုတော့ဒီအဲ့ဒီနွေ fashion နဲ့မိုးသွင်းကူးမဲ့ဒီ jean fashion ပုံစံမျိုးနဲ့ကျွန်တော်တို့ရိုက်ကူးတင်ဆက်ထားပါတယ် ုတ်ကဲ့ညီမနံပါတ်ကိုပြပြဖြစ်ပါတယ်ညီမတို့ဒီတစ်ပတ်ရိုက်မဲ့ဟာကတော့ဟို focus online မေလာထုတ်ပေါ့နော် cover magazine အတွက်ပေါ့နော်ရိုက်လို့ဖြစ်ပါတယ်ခဲပန်ဒီဇိုင်းမျိုးလုပ်ထားပါ အဖြူကတော့လေအဖြူကအကုန်လုံး9ရောက်ရိုက်တဲ့ခါမှာထူးခြားမှုတစ်ခုပုံစံတွေ့ရတာပေါ့နော်ပြီးတော့ဖြူစင်ခြင်းလည်းတွေ့ရလို့ပြီးတော့ကြီးလိုက်နဲ့ကြီးလင်ရှင်းသန့်နေကျွန်တော်ကကိုယ်တိုင်ကလည်းအဖြူအရန်တဘောကြတယ်ပြီးတော့သူ9ရောက်လေးရဲ့အဖြူအားလုံးဖွင့်လာတဲ့အချိန်မှာပရိုဂရမ်နိုင်ငံသားကဒီ gap ban ပုံစံမျိုးသွားဆင်တာတွေ့ရတယ်အဲ့တော့ဂျင်းချတော့ကျွန်တော်ကဒီ မိုးသွင်းလေးမှာပေါ့တဲ့ဒီမေလာပဲဆိုရင်မိုးအစရွာနေပြီဒါပေမဲ့အရန်လည်းမဟုတ်သေးဘူးဒီဒီကျင်းအပားလေးနဲ့ပဲဆိုပြီးတော့ထသွားထလာပုံစံမျိုးနဲ့ပြက်ကွတင်ဆက်ထားပါတယ်ပရိသတ်များရှင်ပရိသတ်ဒီအားလုံးကဒီနေ့အနုပညာမိုးကောင်းကင်အစီအစဉ်ရဲ့တနင်္လာနေ့ဒီနေ့အစီအစဉ်ကနေပြီးတော့တင်ဆက်ပေးခဲ့တဲ့အနုပညာရတာမျိုးစုံကိုရှုစားကြရပြီဖြစ်မှာပါပရိသတ်ဒီအားလုံးကိုအခုဆိုရင်ဒီအစီအစဉ်ကနေပြီးတော့နှုတ်ဆက်ရမယ့်အချိန်လေးလည်းရောက်လာပါပြီပရိသတ်ဒီအားလုံးကခိုင်ချိုးရဲ့အနုပညာမိုးကောင်းကင်အစီအစဉ်ကိုပုံမှန်ရှုစားအားပေးခြင်းနဲ့ဆိုရင် တင်းလာနေရနေစပြီးတော့တောက်ကြနေသည့်ပုံမှန်ရှုစားလို့ရပါတယ်။နောက်ပြီးတော့ဒီစီစမှာပါဝင်တဲ့ခန္ဓာတွေကိုကြိုပြီးတော့သိကျင်တယ်၊ကြိုပြီးတော့ကြည့်ကျင်တယ်ဆိုရင် Facebook မှာကြည့်လို့ရပါတယ်။ www.facebook.com/skyshow မှာကြည့်လို့ရတဲ့အကြောင်းကိုလည်းဒီနေ့အစီအစဉ်အနေပြီးတော့သတင်းကောင်းလေးပါကြပါတယ်။ပရိသတ်တွေအားလုံးအတွက်ဒီနေ့တင်းလာနေအစီအစဉ်အနေပြီးတော့ပရိသတ်တွေအလုံများနေရကြတဲ့ရအလုံပင်ပန်းမှုတွေဖြေလျော့စီဖို့အတွက်အနုပညာရတာမျိုးစုံနဲ့ခိုင်ကျိုးတို့မောင်နှမတွေရဖြောပြတင်ဆက်ပြီးပြီဖြစ်တဲ့အတွက်ကြောင့်ပရိသတ် ဒီအားလုံးကိုဒီနေ့အစီအစဉ်အနေပြီးတော့နှုတ်ဆက်လိုက်ပါရစေ။ပရိသတ်များအားလုံးပဲပျော်ရွှင်ချမ်းမြေကြပါစေရှင်။